အာကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့်မြို့ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းနှင့်ကမ်းလွန်ပင်လယ်ပြင်တွင်လှိုင်းရလွန်ကြီးမြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိဖြစ်ပေါ်နေတဲ့အာကောင်းနယ်မုံတိုင်းငယ်အရှိန်ချောင်းမြဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတချောင်းနယ်ကမ်းလွန်ပင်လယ်ပြင်တွေမှာလှိုင်းရလွန်ကြီးနိုင်တယ်လို့မိုးလေဝသနှင့်ဆလဘေဒညွှန်ကြားမှုဦးစီးဌာနကယနေ့ထုတ်ပြန်ထားပါတယ်။ မြဝကျွန်းပေါ်ရခိုင်ကဲယူရန်တခြားနယ်ကန်လွန်ပင်လယ်ပြင်တွေမှာမကြာခဏမိုးတက်လေးပြင်းများကြာရောက်ပြီးလှိုင်းရလွန်ကြီးမြီဖြစ်ကမိုးတက်လေးပြင်းကြာစဉ်ရေပြင်းမြေပြင်းလေသည်တနာယီလမိုင်40မှ45မိုင်အထိတိုက်ခတ်နိုင်ရာလှိုင်းအမြင့်မှာလဲ14ပေမှ16ပေခန့်ရှိနိုင်တယ်လို့ဆိုပါတယ် ုတ်သမားခွေမွန်တနင်္သာရီကံယူရန်တချောင်းနဲ့ကံလွန်ပင်လယ်ပြင်တွေမှာတခါတရံမိုးတက်လေးပြင်းများကြာရောက်ပြီးလှိုင်းချင်းရာမှလှိုင်းရလွန်ကြီးမြီဖြစ်ကောင်းမိုးတက်လေးပြင်းကြဆင်ရေပြင်းမြေပြင်းလေးသည်တနာရီလင်း35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ရာလှိုင်းအမြင့်မှာ6ပေမှ73ပေခန့်ရှိနိုင်တယ်လို့ဆိုပါတယ်။ အဆိုပါအားကောင်းတဲ့မုံတိုင်းငယ်သည်မြောင်းအရှိမြောင်းဖက်သို့ဆက်လက်ရွေးရှားနိုင်ပြီးနောက်၁၂နာရီအတွင်းမုံတိုင်းငယ်အဖြစ်သို့၎င်းနောက်၃၆နာရီအတွင်းလေဖျားနှင့်ရံဝန်အဖြစ်သို့၎င်းအားလျော်သွားနိုင်တယ်လို့ခန့်မှန်းထားပါသည်။ အာကုန်းနယ်မုံတိုင်းငယ်အရှိန်ချောင်းယနေ့နနက်မှဂျွန်းလာနှစ်ရက်နေအတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအီယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှနေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးထချုံရွာပြီးအချို့ဒေသများမှဒေသအလိုက်နဲ့နေရာကွက်ကမိုးကြီးနိုင်တဲ့ ယ်လို့သိရပါတယ်ရှင်။